ဒီမိုစီလမ်းကြောင်းဆက်ပြီးတော့ခင်းလိုက်တဲ့အချိန်မှာဟိုမြန်မာနိုင်ငံရဲ့အလားလာဘာသာတရားရဲ့ကောင်းမွေတွေနောက်တော့ကမြန်မာယဉ်ကျေးမှုထိမ့်သိမ်းနိုင်ဖို့အခြေအနေတွေကိုအားလုံးသုံးသပ်ဆင်ခြင်ပြီးတော့လွတ်တော်မှာအောင်မြင်စွာညီနိုင်ဆွေးနွေးနိုင်ပြီးတော့မျိုးဆောင်ဥပဒေကြီးပေါ်ပေါက်ခဲ့အောင်ဒကမာကြီးဒေါက်ခင်ဝမ်းကြီးကဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်နော်အဲ့တော့ဒကမာကြီးအနေနဲ့အဲ့ဒီ မျိုးစုံဥပဒေကိုဆွေးနွေးတဲ့အခါမှာမြန်မာနိုင်ငံအပေါ်နိုင်ငံသူနိုင်ငံသားအပေါ်နောက်ကဘာသာတရားရဲ့ဟိုကောင်းမွေဆုံးမွေကောင်းမွေဆုံးမွေဆိုတာကဘာသာအလုံးကိုခြုံသွားတာပေါ့နော်အဲ့ဒါတွေကိုဘယ်လိုသုံးသပ်ပြီးတော့ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလွတ်တော်ထဲမှာအောင်မြင်စွာအဆွေးနွေးနိုင်ခဲ့တာလဲပေါ့ဒါလေးကိုပြည်သူများသိအောင်ပြောပြပါဦးဒီမှာအဲ့ဒါကိုပြောရမယ်ဆိုလို့ရှင်တော့ တပည့်တော်ကိုအာအင်းစိတ်သွားလာဆရာတော်ဖရာကြီးကတနေ့တော့အခေါ်တဲ့အခါကျတပည့်တော်သွားတော့အဲမျိုးစောက်ဥပဒေကိုဟိုဥပဒေပညာရှင်တွေကလည်းရေးဆွဲပြီးပြီးဆရာတော်တန်ခါတော်များကလည်းအဲ့ဒီဟာကိုလိုအပ်တာတွေဆောင်ရွက်ပြီးပြီးပြည်သူလူထုအနေနဲ့လည်းလက်မှတ်တွေကိုလုံလောက်တဲ့လက်မှတ်တွေအကုန်လုံးဆောင်ရွက်ပြီးပြီးအဲ့တော့ နောက်တစ်ဆင့်ပဲကြံတော့တယ်အဲ့ဒါပါလို့ဆိုတော့လွတ်တော်ထဲမှာထားဖို့ရွေးချင်ချင်ဆောင်ရွက်ပေးဖို့အဲ့ဒါဒကမာကြီးဒါကိုတာဝန်ယူနိုင်မလားဆိုတော့တင်မတပြီးတော့အတက်နဲ့ထပ်တူတပြီးတော့တာဝန်ယူနိုင်ပါတယ်ဖရားဆိုပြီးအဲ့ဒီနေရာပဲအမျိုးသားလွတ်တော်နဲ့ဒီလိုလိုတော့ပေးမဲ့ဆရာဆရာနေပါတယ်ညာတွေတပြီးတော့ယူသွားတယ်။နောက်ဆရာတော်တပါးနဲ့တပြီးတော့မြို့နယ်330အတွက်လိုအပ်တဲ့ document တွေကိုကာဒစီတိုက်တပြီးတော့အခန်းကိုလာဖို့တယ်။လာဖို့ပြီးတပြီးတော့အဲ့ဒါတွေပါတယ်အကုန်ပြီးစီတပြီးတော့ဆောင်ရွက်ပြီးပြီ။ဆောင်ရွက်ပြီးနောက်ကြတဲ့အခါကျတော့ တပည့်တော်ကမျိုးစောင်းဥပဒေတင်မယ်လို့နာမည်ကြီးတဲ့အခါကျတော့တပည့်တော်စီကိုအကုလသမဂ္ဂကနေပြီးတော့အမျိုးသမီးအဖွဲ့တစ်ဖွဲ့ရောက်လာတယ်။ရောက်လာတော့တပည့်တော်လွတ်တော်ဥက္ကဋ္ဌကြီးကဒကမကြီးအာဒကမကြီးတွေ့မှလာဆိုတော့တွေ့မယ်ဆိုပြီးတော့နောက်ဆုံးအတူတူတပည့်တော်အရှောက်ရလို့ရှင်တော့သူတို့ကဒီဒီဥပဒေဥပဒေလေးရကိုမပြုတ်မပြုတ်ပြဋ္ဌာန်းမှုအတွက်လွတ်တော်မှာမတင်ဖို့တပည့်တော်ပြောတော့တပည့်တော်က တတိချင်းဘက်ကလည်းမဟုတ်ဘူးအတော်တိပါဆန်လည်းမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျမဒါဟုတ်တော့မတတ်နိုင်ပါဘူးဆိုတဲ့အခါကျတော့တို့ကတို့ရေးထားတဲ့ကုလသမဂ္ဂတပည့်တော်တို့မျိုးဆောင်ဥပဒေ၄ရအတွက်ရေးထားတဲ့ဆရာဆရာဆရာ research လုပ်ထားတယ်ပေါ့ဖေ။အဲအဲ့ဒီဟာ၄ဆောင်ရှိတယ်ဆိုတော့တပည့်တော်အဲ့ဒါကိုတော့ဥက္ကဋ္ဌယူကိုပေးလိုက်ပါမယ်ဆိုပြီးယူတယ်။အဲ့ဒီမှာတပည့်တော်တို့ကိုမေးတာပါလဲဆိုတော့အဲ့ဒီနိုင်ငံတွေရဲ့အခုခုလာတဲ့ကုလသမဂ္ဂမျိုးသမီးနိုင်ငံတွေမှာယဟန်တန်ဃာတွေ အဲအိမ်အောင်ပြောရသလားအာအိမ်အောင်သားမွေးလောက်ရသလားဆိုတော့လောက်ရပါတယ်တဲ့အဲအဲ့ဒါဆိုလို့ရှိရင်ရုပ်ောက်ပွဲတွေဘာတွေမှာရောဆန္ဒမဲပေးခွင့်ရှိလားဆိုတော့ပေးခွင့်ရှိတယ်တဲ့အဲအဲအဲ့ဒါဆိုရင်ကျွန်မတို့နိုင်ငံကတာသနာနဲ့ပတ်သက်တဲ့ယဟန်တန်ခါတွေအိမ်အောင်ပြုခွင့်တာမွေးခွင့်မရှိဘူးနောက်တစ်ခါကျတော့ဆန္ဒမဲပေးခွင့်တွေဘာတွေလည်းမရှိဘူးအဲ့ကြတော့ရှင်တို့ပြောတဲ့ human right နဲ့လူအခွင့်အရေးဆိုတာနဲ့ဘယ်လိုဘယ်လိုညှိကြမလဲပြောလို့ရှင်တို့ရှင်တို့စီကယဟန်တန်ခါတွေကျွန်မတို့စီကယဟန်တန်ခါတွေလို့ဖြစ်အောင်လုပ်ပေးပါလား ျမတို့ဆီကယဟန်တန်ဃာတွေကိုရှင်တို့ဆီကယဟန်တန်ဃာတွေနဲ့ဖြစ်အောင်လုပ်မှလားဘယ်လိုလုပ်မှလဲအဲ့ကြတော့မဖြစ်နိုင်တာတွေကိုလာမပြောပါနဲ့လို့ဘာလို့လဲဆိုကိုယ်နိုင်ငံနဲ့ကိုယ်ရင်ကျေးမှုနဲ့ကိုယ်ဘာသာနဲ့ကိုယ်သာသနာနဲ့ကိုယ်ကိုယ်ရဲ့ဓလေ့ထုံတန်းစင်လာနဲ့အဲ့လိုအတူတူနိုင်ငံပေါင်း100ကျော်မှာအကုန်လုံးသူ့အနေနဲ့သူနေကြတာကိုအဲ့ဒီလူအခွင့်ရေးဆိုတဲ့စကားနဲ့လာပြီးတော့ဇလုံးမတိုက်နဲ့လို့တပည့်ပြောပြောတာအကုန်လုံးကိုလာပြီးတော့ယူကျေးမှုကအစဘာသာစကားအစကိုယ်ကိုယ်ရာကအစအကုန်လုံးအဲ့လိုမလုပ်ပါနဲ့ဆိုတော့နောက်ဆုံးတော့ပြန်သွားတယ် သူတို့ပေးခဲ့တဲ့ research လုပ်ခဲ့တဲ့ဆိုတဲ့စာရစာရန်၄၀ကိုအဲဥက္ကဋ္ဌဥခင်အောင်မြင့်ကကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ဟိုနိုင်ငံတော်အတွက်လိုအပ်တာကိုကျွန်တော်တို့အချိန်နဲ့ကျွန်တော်တို့လုပ်တဲ့ဥပဒေကိုဘာမှသူတို့ဝင်ရောက်ဆွတ်ဖက်ဆရာမလို့ဘူးသူတို့ကလည်းကြောက်ဖက်ဆရာမလို့ဘူးစပွဲပေါ်မတင်နဲ့ဆိုလို့တပည့်တော်အဲဒီမှာစာရွက်တရက်တောင်ဇောဟောက်ကိုမတင်ခဲ့ရဘူးပြည်တော်တို့နိုင်ငံလည်းတပည့်တော်တို့ဘာသာနဲ့တပည့်တော်တို့ကိုယ်ဝေရနဲ့တပည့်တော်တို့က အာဗုဒ္ဓဘာသာဖြစ်တဲ့အတွက်တော်မို့တပည့်တော်တို့အတိတ်ပစ္စုပန်အနာဂတ်ကိုယုံကြည်တယ်နောက်တစ်ခါကျတော့ကုသိုလ်အကုသိုလ်ကိုယုံကြည်တယ်အဲ့ဒါကြောင့်မလို့တပည့်တော်တို့ကတပည့်တော်တို့ပြည်သူလူထုတွေအတွက်လိုအပ်တဲ့အကာအကွယ်အတွက်နိုင်ငံတော်ကတကယ်စီစဉ်ပေးတဲ့ဟာကိုတပည့်တော်ကအဲ့ဒီမှာတပည့်တော်တာဝန်ကျေအောင်ရွေးချွညွန်းနဲ့တပည့်တော်ဆွေးနွေးပြီးတော့အတိုက်အခံတွေကိုအောက်မြောင်လုပ်ခဲ့တာမှတ်ချင်ရွေးကောက်ပွဲတုန်းက NDA ပါတီမြို့သားဒီမိုကရေစီအင်အားစုပါတီကနေပြီးတော့ NDA ကိုဝင်ရောက်ရှင်းပြန်ရွေးချယ်ခံခဲ့တယ်ဟုတ်တယ်အဲ့ဒီကနေပြီးတော့ပဲလွတ်တော်ထဲမှာ အန်တီဆွမ်းသက်တမဆောင်ရွက်ခဲ့ဟုတ်တယ်အဲ့ဒီကနေပြီးတော့နောက်ပိုင်းမှာအန်တီရဲ့ပါတီကနေပြီးတော့အန်တီနဲ့လမ်းခွဲကြလမ်းခွဲတဲ့အခါမှာအန်တီရဲ့ပါတီဘက်ကနေပြီးတော့စာတောင်းတစ်ခုလည်းမှလည်းတွေ့တယ်ဒေါကင်ဝိုင်းကြီးကပါတီစီမံခန့်ခွဲအနေနဲ့ပတ်သက်ပြီးတော့ကလျော်ညီတဲ့အတွက်သူတို့ကထုတ်ပယ်လိုက်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့လိုဟိုဖတ်ရှုရတယ်ပေါ့လေအဲ့လိုကြားသိရတယ်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ကျွန်တော်တို့သိထားတာတမျိုးသူတို့အဲ့လိုဖြစ်နေတယ်ဒါတို့သူတို့ရေးတဲ့ တိုင်းပဲအန်တီကိုထုတ်ပယ်ခံရတာလားဘာလဲဆိုတာကိုအဲ့ဒီကျွန်တော်တို့ရှင်းပြပေးတယ်အဲ့ဒီမိန်းကောင်ဝေးတဲ့အတွက်ခြေရန်ကုန်တယ်ကျွန်မနဲ့တင်ချာဘယ်လိုကောင်မလဲတော့ရှင်တော့ကျွန်မတိတ်နေရတယ်နော်တိတ်နေရတာကသူတို့ကကျွန်မအပေါ်မှာကျွန်မရဲ့ဘုံတွေကိုမထောက်ထားဘူးကျွန်မရဲ့နာမည်ကျမကတစ်ဖက်သားပေါ်မှာကျမ due respect အနေနဲ့လုံးဝကျမဒါကိုရင်မဖွင့်ခဲ့ဘူးရင်ထဲမှာတော့နားတယ်ဒါပေမဲ့မဖွင့်ခဲ့ဘူးပြောချင်ပါတယ် ဒါအခုအခုလိုအချိန်တွေမှာမေးလိုက်တဲ့ကတည်းကပြောလို့ပိုကောင်းပါလေ။ဘာလို့လဲဆိုတော့ကျွန်မထွက်တော့တက်နေတုန်းမှာပဲကျွန်မကိုစီးစီးစီးဝေးတက်ပါဆိုပြီးတော့ခေါ်တယ်။ခေါ်တော့ကျွန်မဟိုမှာတော့ရွေးချွညွန်ပေါ့လေလှုပ်တယ်အဲ့တုန်းကတော့အဲဒေါက်တာတန်းကြီးကသူကပထမပါဥက္ကဋ္ဌနော်ဒေါက်တာတန်းကြီးရှိသေးတယ်။နောက်ကြတော့ဒေါက်တာတန်းကြီးကအရန်အစောကပြောတယ်လို့ပဲယောဂဖြစ်တဲ့အခါကျတော့လမ်းခက်လာမှာပဲဆရာက အဲကွယ်လွန်သွားစားတယ်ကွယ်လွန်သွားတော့ဒေါက်တာတန်းညိတ်စီကကျွန်မထွက်ဖို့တခါလှုပ်သေးတယ်ဒေါက်တာတန်းညိတ်ကခင်ဗျာဒီမထွက်ရဘူးဘာလို့လဲဆိုတော့အစည်းအစည်းအစည်းအဝေးမှာဟိုညီလာခံမှာမဲနဲ့ရွေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီထွက်ချင်တယ်ထွက်လို့မရဘူးညာဆိုတော့တန်ရောစင်နဲ့ပါသူကအဲ့လိုပြောတယ်ဒါနဲ့နောက်ကြတော့ကျွန်မအမဖြစ်လို့အဲ့ဒီလွတ်တော်ကိုရောက်သွားပြီဆရာအတွက်အဲပီယာတင်မယ်ဆိုတော့သွားပြောပြီးတော့နှစ်ပတ်လောက်မှဆရာကွယ်လွန်တာအဲအဲ့ဒီနောက်ပိုင်းပါနော် NDF ကကျွန်မကို အာအစီအဝေးစီစီစီဝေးလာတက်ပါဆိုတော့လွတ်တော်ကနေပြီးတော့ပါတီကိုအစီအဝေးစီစီစီဝေးလာတက်တယ်အာပီအိုဘာလို့ဒီလိုတင်လဲဘာဘာတာနဲ့ဘယ်လိုပတ်သက်လဲနောက်တခါ59စလုံးကိုဘာဖြစ်လို့မပြင်းစင်တင်ဘူးလို့ဟောတယ်လဲ သူတို့ဒီဆုံးချက်နော်ကျမကလေရင်ထဲမှာဆွဆွတဲ့တကယ်နာလုံးလို့လေနာကြီးလုံးလို့လေဒါတွေကကျမတို့ကတကယ်နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးဆိုပြီးတော့တကယ်ရိုးချွညလုတ်ခဲ့တာတိုင်းမှာဒီလိုကြီးအမေခံရတော့ရင်ကွဲတာပဲနော်အဲ့ဒီအချိန်မှာကျမစာရွက်တရက်ပေးပါလို့ကျမပြောတယ်ဘာလို့မှလဲကျမထွက်မှာလို့ကျမနိုင်ငံရေးလုတ်တာကနိုင်ငံတော်နဲ့နိုင်ငံသားအတွက်လုတ်တာလို့ပါတီတစ်ခုတည်းအတွက်လုတ်တာမဟုတ်အဲ့ဒါကြောင့်မလို့ကျမတို့မှာ personal right လုံးဝမရှိဘူးလားနော်စာရွက်ပေးပါဆိုလက်မှတ်ထိုးပြီးတော့ ကိုဝင်းစောကျမကိုရိုင် NDF ကထွက်ခဲ့တာဘာမှသူတို့ထုတ်တာမဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံဟာဒီမိုကရေစီပေါ်ဆောင်တဲ့နေရာမှာဆောင်းနာပြောခဲ့တဲ့စစ်မှန်တဲ့ဒီမိုကရေစီဖြစ်တည်ရလျော်စွာအကုန်လုံးကိုတကယ်လူပြမလဲလူလက်ခွင့်ဟလာအကုန်လုံးကိုပေးထားတယ်အခွင့်အရေးတွေအများကြီးပေးထားတယ်ဦးဇင်းတို့နိုင်ငံမှာဆိုရင်ဟိုဗုဒ္ဓဘာသာအစ္စလမ်ခရစ်ယာန်ဟိန္ဒူအခြားနှစ်ခုခွဲရဘာသာအကုန်လုံးမှာဥပဒေထဲမှာပြဋ္ဌာန်းပြီးသားပါနော်သို့တော့ပုံမှန်361မှာတော့ ဒီမြန်မာနိုင်ငံဟာဝိသေဗုဒ္ဓဘာသာဟာဝိသေသအထူးနဲ့ပြည့်စုံတဲ့နိုင်ငံတော်ဘာသာလို့အတိလင်းပါတယ်ပေါ့နော်ဒါပေမဲ့သူတို့လည်းဥစဉ်တော့မကန့်ကွက်ခဲ့ဘူးမရှုံချခဲ့ဘူးကိုယ်ကွယ်ကွင်ပေးတာရဲ့သို့တော့အခြားအခြားနိုင်ငံတွေမှာမရပါဘူးဒါလိလလို့ရတယ်တုံးတက်လို့ရတယ်အစ္စလမ်နိုင်ငံတွေမှာဗုဒ္ဓဘာသာလုံးဝခေါင်းထောင်ဝင် မရှိဘူးခရီးယာနိုင်ငံတွေမှာဗုဒ္ဓဘာသာဟုတ်လားအခြားဘာသာတွေခေါင်းထောင်ဝင်မရှိဘူးပေါ့ဒါတွေဟာလောက လက်ရှိဖြစ်နေတဲ့အနေအထားတွေပေါ့နော်အဲ့တော့ဟိုမြန်မာနိုင်ငံမှာအစိုးရတရဖွဲ့လိုက်တဲ့အချို့ကဟုတ်လားဒါကိုတန်းတူခွင့်ရေးဆိုတဲ့စကလုံးကိုတုံးလိုက်တဲ့အခါမှာအဥစဉ်တော့အတောင်သူလေသမားတွေရဲ့လက်သုံးစကားနဲ့ပဲပြောကြမယ်ဆိုရင်ဟိုနမနဲ့နှစ်ထီအတူတူတုံးလို့တော့မရဘူးလေရောင်စင်းမှာလည်းနှစ်ထီ၅ချက်နမ၅ချက်ဆိုပြီးတော့လှုပ်လို့တော့ မရဘူးပေါ့နော်အဲ့တော့ကိုယ်နိုင်ငံရဲ့ယဉ်ကျေးမှုအစင်လာထုံနှန်းဒါဒီအားလုံးကိုလည်းပဲတကယ်စစ်စစ်ပေါက်ပေါက်သိရှိနားလည်တဲ့ပုံကူတွေအစိုးရဖွဲ့နိုင်ရင်တော့ဒီဘာသာပေါင်းစုံဆိုတဲ့အမိကဟိုင်ယာပြောက်ွယ်သွားလိမ့်မယ်လို့တော့ယုံကြည်ထားတယ်ပေါ့နော်အပိုင်းအနေနဲ့ပြောရရင်သုံးမျိုးပဲပြောပါတော့အချင်းချင်းပြောရရင်ဒီရွက်ောက်ပွဲပြပြအောင် ဒေတာအလုံးစုံနဲ့စုစုစုရုံးပြီးဖြစ်လို့ရတယ်။အဲဒီလိုမျိုးချင်းနေဆိုတော့ရေးယူမယ်။အဲဒီလိုရှိရင်ဒီကိုယ်တိုင်နေနဲ့ဒီဒီနိုင်ငံပါတီကအတော်ကိုယ်တိုင်ကလဲဆိုလို့နေရအောင်လုပ်ရမှာလုပ်မယ်။အဲလိုလုပ်ရတယ်ပြောမှဒီမဲယုံနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတော်တော်ကိုယ်တိုင်ပါဖို့ကော်မရှင်လို့မဲဆန္ဒရှင်ကြီးသူတို့အသက်ဘေးရတိဒီထိခိုက်တာလို့ရှင်မလုပ်မယ်ဆိုပြီးတော့ဥပဒေပါတီကလည်းပြန်လာ။ဒါလည်းပြောရတော့ အနေဆုံးသုံးသုံးနဲ့လောက်ကနေပြီးတော့အမြင့်ဆုံးဒေတာနောက်ထိချမှတ်လာတဲ့ဒီပြထန်းထားပြထန်းထားတာလည်းမဲလားဆိုတော့ဟိုဘိုးရဲသဘောတရားပြထန်းရောပြထန်းတော့မတက်ရောက်ဘူးတက်ရောက်အောင်ဖန်ရှင်လို့ဘုလို့ဖို့ဆိုတဲ့နေရာမှာလည်းလုံနိုင်ရဲ့စွမ်းရည်ရှိလားဆိုတော့အဲအဲ့တော့လုံနိုင်ရဲ့စွမ်းရည်ရှိဖို့အတွက်ကိုအစိုးရအနေနဲ့ပြည်တော်စုအစ်င့်ကနေပြီးတော့ပြီးတော့အခြေခံစစ်ကိုပြောပါတော့ပြီးတော့အခြေခံစစ်ဒီဒီလုံခြုံရေးဆိုင်ရာစီမံချက်နဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့ဖွဲ့စည်းတယ်ဖွဲ့စည်းပြီးတဲ့အချိန်မှာလက်တွေ့ တက်ကြတယ်ဆောင်ရွက်နေတယ်။ပြီးရင်ဒီလိုလိုတရုတ်ချအခြေခံမှာဆောင်ရွက်တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်ဆောင်ရွက်တာအဲပုံမူတဲ့အဲပေါ့ပွဲစည်းမှုတွေနဲ့ဆောင်ရွက်ခဲ့တာဖြစ်တယ်။ပြီးတော့လက်ရှိလည်းအရေးယူဆောင်မှုတွေရှိတယ်။ရောက်ပွဲကိုပြက်လို့ရပြက်စီကြောင်းရေးသားဖြန့်ဝေတဲ့လူတွေကိုလည်းဥရေကအရေးယူနိုင်ရေးဆောင်ရွက်နေတယ်။ကော်မရှင်ကိုယ်တိုင်ကလည်းပြောတယ် သိရသိချင်းချက်ချင်းကြောင်းကြပါချက်ချင်းထီးထီးရောက်ရောက်အေးအေးယူမယ်လို့ပြောတယ်ဒါလိုပဲသက်ဆိုင်ရာဒီအာရဘိုင်ဖွဲ့စည်းတွေကလည်းဒီလုပ်ငန်းတွေအောင်မြင်နိုင်ရွယ်ဆောင်ရတယ်ပြီးတော့လုံခြုံရေးပြည့်ပြည့်ဝဝပေးနိုင်ဖို့လိုအပ်တယ်လို့သူတို့ယူဆထားတယ်သူတို့ကအမတ်ကကြက်ကိုစားနေတယ်ပေါ့လက်တွေ့ကြကြဆောင်ရွက်ပေးမယ်လို့သူတို့ယူရထားလို့ဒီဟာတွေကိုပိုင်လိုက်ရတယ်အဲ့တော့နောက်ဆက်တဲ့လူတွေကလည်းနောက်ဆက်ပါဒါပေမဲ့အာရဘိုင်ဖွဲ့စည်းနဲ့ဒီလိုလိုပြည်သူလူထုက ရဲရဲဝဲဆောင်ရပြီးတော့ရဲရဲဝဲတိုက်ဖို့လို့ဆောင်တာပဲဒီလက်ရှိကဲသူကလုပ်နေတာရှိတယ်အလေးခံရရှိတယ်ဟိုဒီရုပ်ောက်ပဲဟိုတောက်ဆက်တဲ့လူတွေကိုဒီရင်းသားဖြတ်ကိုလုံးဆိုကြတဲ့လူတွေလက်ရှိရင်းခံရတယ်ရှိပါတယ်ပြီးမဲဆက်စီလို့ကာလာကိုရပေါင်း60ပဲတက်မှတ်လိုက်တာအခြေချအဖြစ်ပေါ့ဒီလွတ်တော်ဘုဒ္ဓလေးရဲ့အဲတချို့လှုပ်ရှားမှုတွေပါလုံးလုံးရေးပြေးနိုင်ပို့တော့ကာလာကိုဆွဲချလိုက်တယ်လို့ပြောတာကျွန်တော်တို့ကဒီ စကားဝိုင်းရဲ့ဥတီချက်ကရွေးကောက်ပွဲကိုပြောမယ်ဆိုရွေးကောက်ပွဲနဲ့နိုင်ငံတော်ရဲ့ရှေ့လာလာကိုကျွန်တော်တို့ညွှန်မှန်းပြီးတော့ရွေးကောက်ပွဲကိစ္စကိုသုံးသပ်ဆုံးဖြတ်တဲ့အခါမှာကျွန်တော်တို့အဓိကပြောချင်တဲ့တစ်ချက်ကတော့သူနိုင်ငံရေးပါတီဖြစ်တရားဝင်မှတ်ပုံတင်တဲ့အခါမှာအကြမ်းဖက်မှုကိုမလိုလားလို့လက်နက်ကင်ကြမ်းဖက်မှုလမ်းစဉ်ကိုမလိုက်ဘဲနဲ့နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရက်တီပြီးတော့တရားဝင်နိုင်ငံရေးပါတီဖြစ်နေဝင်ရောက်ရှင်းပြနေတဲ့အတွက်ကျွန်တော်တို့ကကြိုးစားကြိုးစားရမယ်ဒါကြောင့်မလို့ ဒီလိုကြိုးဆိုတဲ့နေရာမှာဘဲပါတီဝင်ပဲဖြစ်ဖြစ်တတိပုဂ္ဂလပဲဖြစ်ဖြစ်ဒီယူကောက်ကောင်ကဝင်ရောက်ရှင်ပြိုင်ကြမယ်ပါတီကိုယ်စားလှယ်လွတ်တော်ကိုယ်စားလှယ်လောင်းအားလုံးကိုကျွန်တော်တို့လေးစားပါတယ်ဒါဒီနေရာကနေပြီးတော့အတိအလင်းပြောခြင်းပါတယ်လေးလေးစားစားပြောခြင်းပါတယ်ဒီဝင်ရောက်ရှင်ပြိုင်ကြမယ်လွတ်တော်ကိုယ်စားလှယ်လောင်းအားလုံးကိုကျွန်တော်တို့အနေနဲ့လေးစားပါတယ်နောက်ကြတော့ဒီပါဒီယူကောက်ပွဲကြီးဟာဒုတိယမျိုးမျိုးပြောကြတယ်ဒါတက်မတော်ရဲ့ထွက်ပေါက်လည်းမဟုတ်ဘူး ဘသူရဲ့ထွက်ပေါက်မှလည်းမဟုတ်ဘူးဒါကကျွန်တော်နိုင်ငံသူနိုင်ငံသားတွေနဲ့ကျွန်တော်တိုင်းပြည်ရဲ့ထွက်ပေါက်ဖြစ်တယ်နိုင်ငံတော်ရဲ့ထွက်ပေါက်ဖြစ်တယ်နိုင်ငံတော်ရဲ့ထွက်ပေါက်ဖြစ်တယ်လို့ဒါဒီဘုရားဖက်ဒရယ်ဒီမိုကရေစီရဲ့ဝင်ပေါက်လည်းဖြစ်တယ်ဒါကိုသွတ်သွမြေမြေနှလုံးသွင်းပြီးတော့ဒီရွေးကောက်ပွဲကြီးအောင်မြင်အောင်ဖက်ပကန့်နေပြီးတော့နိုင်ငံတော်ဝင်ထမ်းဆောင်ကြပါလို့ပြောကြရင်လည်းကျွန်တော်အနေနဲ့ဒီစကားဝိုင်းအောင်ညှုံးချုပ်ချင်ပါတယ်ရွေးကောက်ပွဲဆိုတာက ကျွန်တော်တို့ဒီမိုကရေစီရဲ့အတန်သွေးကြောင်းပဲအဲ့တော့ဒီကောက်ွယ်ဖြစ်ဖို့လိုအပ်တယ်ဒီကောက်ွယ်ကနေပဲကျွန်တော်တို့ဒီတို့အတန်ကျွန်တော်တို့လွတ်တော်မှာနေတဲ့ဆိုင်ဖြစ်ဖို့အဲ့တော့ကျွန်တော်တို့အခြေခံဥပဒေရဲ့ငါပြထားတော့ဟိုကကျွန်တော်ဖက်ရဲဘူတွေပါတယ် ဘာလို့ပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပြည်တော်ဥပဒေတော်နဲ့တိုင်းတိုင်းနဲ့ပြီးတော့ပြည်နယ်ဆွတ်တော်ဆိုတာလေးပေါ့ပြည်တော်ဥပဒေတော်ကတော့ကျွန်တော်တို့အမျိုးသားလွတ်တော်နဲ့ပြည်သူ့တော်ဆိုပြီးရှိကြတာပေါ့အဲ့တော့ပြည်တော်တွေကဥပဒေပြဋ္ဌာန်းမှုတွေရှိတယ်ကျွန်တော်ပြည်သူ့ကိုယ်စားလေးပြန်ပြကြတယ်အဲ့တော့ပရမူလို့ဘာလို့ပြောလဲဆိုတော့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းပြည်တော်တွေကလည်းသူတို့ တိုင်းဒီတိုင်းလည်းကြီးတယ်ပေါ့အခြေခံပြီးတော့ဥပဒေကိုတတ်ထားလို့ရှိတယ်။အစိုးရအရင်အစိုးရတည်းဆိုလို့ရှိရင်လည်းဒီနယ်ဒါမှမဟုတ်တိုင်းဒေသကြီးအစိုးရဖွဲ့တွေကလည်းသူတို့ဒီနယ်နဲ့တိုင်းပတ်ခံပွဲပေါ်တည်ရှိတယ်။အဲ့တော့ဒီမိုနီစီရဲ့အတက်ကြီးကျော်ဖြစ်တဲ့ရွေးကောက်ပွဲကမရှိမနေဖြစ်ဖို့လိုအပ်တယ်။ဒါတတိပုဂ္ဂလအတူတရအဖွဲ့အစည်းတစ်ခုအတွက်မဟုတ်ဘူး။နိုင်ငံနဲ့နိုင်ငံသားအတွက်ဒီလူနဲ့ဒီလူတို့အတွက်ဖြစ်တယ် ။အဲကြောင့်မို့လို့ကျွန်တော်တို့ရွေးကောက်ပွဲကအောင်မြင်ကျပါနိုင်လို့လည်းတို့တို့ကျွန်တော်တို့ဘာမှဆောင်ကြဖို့မလိုပဲ။ကျွန်တော်တို့ဝတ်သရာကတော့ဗမာထွေထွေရွေးကောက်ပွဲမှာကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်အဲလောက်ဖြစ်ထွက်၄လောက်ပွဲ63တိရှိတာဖြစ်တဲ့အတွက်ကျွန်တော်အင်တန်မှဝန်ရောက်ဝတ်သားဖြစ်ပါတယ်။ကျွန်တော်တို့ဝန်ဆောင်ရှင်ပြည်သူတွေအနေနဲ့လည်းမိမိတို့ယုံကြည်ရာမိမိတို့နဲ့ရလချင်းသူရာမိမိတို့ကိုးစားလောက်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုရွေးချယ်ကြံကြလိမ့်မယ်လို့ လုပ်ကြည့်ပါတယ်ရွေးကောက်ပွဲအောင်မြင်ရေးဆိုတာကကျွန်တော်တို့ကြီးမှုကျင်းပတဲ့ကော်မရှင်ပြုလို့ရှိရင်ကျွန်တော်တို့ဝင်ရောက်ရွေးချယ်တဲ့ရွေးကောက်ပွဲခံကြမဲ့ကိုယ်တည်းကျွန်တော်တို့မဲချောင်းလာရှင်ပြည်သူကျွန်တော်တို့သုံးဦးသုံးပတ်ပြည်စုံမှုလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လက်ဆက်နာရှင်ပြည်သူကဆက်လို့ကျွန်တော်တို့နိုင်ငံရေးပါတီတွေကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်တွေနဲ့လာမဲ့ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဘောင်းရဲဆောင်ရွက်ကြပါကျွန်တော်တို့ပြုလို့ရှိရင်အာရမန်ဖွဲ့စည်းနေတဲ့လုံခြုံရေးဆိုင်ရာဆောင်ရွက်တဲ့လုံခြုံရေးဆောင်ရွက်ကြမယ့်ပုံစံတွေနေနဲ့လဲ ကျွန်တော်တို့မိတာဝန်တွေကိုဂျေမစာဆောင်ရကြရဲ့မဲ့ကျွန်တော်တို့ပေါ်ဖြိုးတိုးတက်တဲ့နိုင်ငံတော်ရေးစီကိုအရောက်သွားကြပါစို့လို့ပြောရင်းနဲ့ပဲကျွန်တော်ဒီကုန်းချွတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုဒီကနေပြီးတော့ဟိုမြစ်တရကညနေပါတော့ဘာလဲဆိုတော့အခါကျတော့ဒေါ်လာတွေပြည်သူလူထုတွေဒုက္ခပင်လေဝင်နေတာနေ့နေ့နည်းနည်းကြာတာအဲ့တော့ဒီဒုက္ခတွေကလွတ်ဖို့ကဘာလဲဆိုတော့အခါကျတော့ဒီရွေးကောက်ပွဲကပြည်သူလူထုရဲ့ခက်ပေါက်ဒါဒါအစောဥဝင်းဆောင်ပြောသားသလိုပဲ တဲ့ရွေးကောက်ပွဲကပြည်သူလူထုရဲ့ထွက်ပေါက်ပဲနောက်တစ်ခါကျတော့တက်မတော်ဆိုတာအိမ်ရှင်နောက်တစ်ခါကျတော့အစိုးရဆိုတာဧည့်သည်အဲ့ဇာကကျမတို့ကြားနာတော်တော်ကြာပြီအမှန်တကယ်လည်းဟုတ်တယ်တက်မတော်ကိုမလိုလားလို့တက်မတော်ကိုဖျက်ဆီးတယ်တက်မတော်ကိုရံပြုတ်တယ်အဲ့ဒီလိုဟာမျိုးနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအပေါ်မှာတစ္ဆာမရှိဘဲနဲ့ပြပအာကိုပစင်မျိုးတွေကိုမယွေးမိဖို့အမြတ်တရားခံနေတယ်ကျမကိုဒီလိုပြပလွတ်တော်ထဲမှာပြန်ပြင်းနေတယ်လို့ပြောတဲ့လူတွေရှိတယ်သို့တော်ညာလည်းပဲကျမက ။ဘာလဲဆိုတော့ကတော့ကို့အသက်ရွယ်နဲ့အချိန်နေအကြောင်းကြောင်းရပါလေ။ကျွန်မအပြင်မှာပဲအမျိုးဘာသာသာသနာအတွက်ရွေးချညွန်အသက်နဲ့ခန္ဓာတည်မြဲနေစေကိုတက်နိုင်တယ်လို့ဆောင်ရွက်မယ်လို့တန်ဋိဌာန်ချထားတဲ့အတွက်ကျွန်မဒီဘက်ရွေးကောက်ပွဲကိုမဝင်ပါဘူး။အဲ့ဒါအပြင်မှာပဲကျွန်မကနိုင်ငံတော်နဲ့နိုင်ငံသားအကျိုးအလို့ငါလိုအပ်တာမှလည်းကျွန်မကဆောင်ရွက်နေမှာပါလို့ပြောရင်းမိကုံချုပ်ပါလေ။ကောက်ခံအောင်မြင်သွားတဲ့လွတ်တော်အမများသည်နိုင်ငံတော်ပေါ် မကြီးတော်ကမကြီးပြောသလိုသစ္စာရှိဖို့လိုတယ်နောက်တစ်ခါဒကာလေးအောင်ရဲစိုးပြောသလိုစီကံစင်းမြင့်နဲ့ညီစွာနေဖို့လည်းလိုတယ်ပေါ့အဲ့တော့ရှိမှပြီးသွားတဲ့အစိုးရနှစ်ရက်ထက်ကပရမတ္တိယကဘာသာတရားကိုကောင်းကျိုးပြုခဲ့တယ်လို့နောက်အစိုးရကဘာသာတရားကိုဖြတ်ခဲ့တာရှိတယ်အဲ့ဒီတော့နောက်တက်မဲ့ပုဂ္ဂိုလ်တိုင်းဒီဘယ်လိုပုဂ္ဂိုလ်ပဲတက်တက်ခုနိုင်ငံရဲ့ရင်ကျင်းမှုစပေးထုံတမ်းအားလုံးကို သိရှိနားလဲဆိုတော့ကိုယ်တိုင်လဲလေ့လာကိုယ်တိုင်သိရှိကိုယ်တိုင်တန်ဖိုးထားပြီးတော့ကမကြီးဒေါခင်ဝမ်းကြီးပြောခဲ့တဲ့အိမ်ရှင်ညီမတက်မတော်နဲ့အတူလက်တွဲပြီးတော့ကိုလူမျိုးကိုဘာသာကိုသာသနာကိုတိုးတက်မြင့်မားအောင်ကာကွယ်ဆောင်ရှောက်ပေးကြပါလို့မြစ်တရရခိုင်ဒီကုန်းချုပ်ပါတယ်